ရမ်းပြည်နယ်အစိုးရဖွဲ့ဝင်ပြည်နယ်လမ်းမဆက်သွယ်ရေးဝန်ကြီးတီအင်းလီဖောင်တော်ဦးမြတ်စွာဘုရားရတနာစံကြောင်းတော်ပြုပြင်မောမှန်မှုလုပ်ငန်းများကွင်းစင်းကြီးစုစစ်ဆေးတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းပြည်နယ်အစိုးရဖွဲ့ဝင်ပြည်နယ်လမ်းမဆက်သွယ်ရေးဝန်ကြီးဦးနေဝင်းအောင်နဲ့ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဦးအောင်ကြည်ဝင်းတို့သည်မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့်ပျက်စီးခဲ့သည့်ညောင်ရွှေမြို့နယ်အင်းလီဖောင်တော်ဦးမြတ်စွာဘုရားရင်မြေတော်နှင့်ရတနာစံကြောင်းတော် ပြုပြင်မုံမှန်မှုလုပ်ငန်းများကိုမေလ20ရက်နေ့နနက်9:00နာရီခွဲက ကွင်းစင်းကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ထို့သို့ကြည့်ရှုစစ်ဆေးရတွင်အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားကျောင်းတော်အောက်ခြေကွန်ကရစ်တိုင်82တိုင်မုံမှန်ပြင်ဆင်ပြည့်စုံမှုများပင်မကျောင်းဆောင်ရှိဝရန္တာပြုပြင်ဆောင်ရွက်နေမှုများဖရာဆောင်နှင်းအမိုးပြုပြင်နေမှုများနှင့်ဖရာရင်မြေတော်ပြုပြင်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ရှမ်းပြည်နယ်အင်ဂျင်နီယာအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကရှင်းလင်းတင်ပြခဲ့ကြပါတယ်။တင်ပြချက်များနှင့်ဆက်လျင်း၍ပြည်내လမ်းမဆက်သွယ်ရေးဝန်ကြီးကလုပ်ငန်းများအည်သွေးပြည့်မီအချိန်မီပြည်စည်းရေးနှင့်လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးစနစ်တကျဆောင်ရွက်သွားရန်မှာကြပြီးလိုအပ်သည့်များပေါင်းဆက်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါတယ်ခမညာ။